င်္ဂလာပါရှင်ဒီကနေ့မှာတော့လူမှုကောင်းဆောင်ဒေါက်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထူးအစီအစဉ်အနေနဲ့ဆောင်းပါရှင်ဆွေတော်ရေးသားထားတဲ့ကျွန်တော်ဖြတ်တန်းခဲ့သောတက်မတော်နဲ့ဒေါက်ဆန်းစုကြည်ဆိုတဲ့ဆောင်းပါလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်ကျွန်တော်မိဘတွေဟာ88အရေးတော်ပုံကာလဆန္ဒပြပွဲတွေမှာရှေ့ဆုံးကလိုက်ပါခဲ့ကြတဲ့သူတွေဖြစ်ပါတယ်ငယ်စဉ်ကလေးဘဝ88လူမှုလှုပ်ရှားမှုကာလကစပြီးစေကျော်တက်အွယ်ရောက်တဲ့အချိန်ထိဒေါက်ဆန်းစုကြည်ဟာ ျွန်တော်ဘဝအတွက်ခံနာလွန်ခဲ့ပါတယ်လွတ်လပ်ရေးပြီးသူကဖြစ်သူဘုကျော်အောင်ဆန်းရဲ့တမီးဖြစ်တယ်လို့လူလူကတင်မြောက်တဲ့ခေါင်းဆောင်ဖြစ်တာကြောင့်မှလေးစားမိခဲ့ပါတယ်88ဝန်းကျင်ဟာရေဒီယိုက VVC VOA သတင်းတွေကိုခိုးပြီးနားထောင်ခဲ့ရတဲ့ခေတ်ဖြစ်တာကြောင့်လူကြီးများကနိုင်ငံရေးအကြောင်းတူတူတိတ်တိတ်ဆွေးနွေးကြတဲ့အခါတိုင်းသူ့နာမည်ကိုကြားမိတတ်ပါတယ်လူကြီးတွေတူတူပြောကြတဲ့နိုင်ငံရေးစကားသံတွေကိုနားဆွမိတိုင်း သူမရဲ့နာမည်ကိုနှလုံးသားကနေကြေလောင်စွာကြားမိပါတယ်။တက္ကသိုလ်ဝန်ထမ်းအောင်မြင်ပြီးချိန်မှာအရက်ဖတ်တက္ကသိုလ်တွေဟာနိုင်ငံရေးအခြေအနေပေါ်မူတည်ပြီးပြည်တွင်းကဖွင့်တက်ပိတ်တက်တာကြောင့်ဆွေမျိုးများကစစ်တက္ကသိုလ်ကို တက်ရောက်စေခဲ့ပါတယ်။စစ်တက္ကသိုလ်ကိုစတက်ပြီးမကြမီကျွန်တော်ဟာဒေါန်ဆန်းစုကြည်အပေါ်အမြင်ပြောင်းသွားစေခဲ့ပါတယ်။စစ်တက်အတွင်းမှာကလမပြည်ဖြတ်မှာမျက်နှာဖြူမရသူ့ကြောင့်နိုင်ငံမတည်ငြိမ်တာဆိုတဲ့စကားများအထက်ထက်ကြားခဲ့ရပါတယ်။ ူနောက်ကွယ်မှာ CIA နဲ့အနောက်အုပ်စုရှိကြောင်းနေဆက်အင်္ဂလိပ်များကသွေးခွဲအုပ်ချုပ်သွားတာကြောင့်နိုင်ငံတော်မှာလက်နက်ကင်အဖွဲ့များများလာခြင်းဖြစ်ကြောင်းအဖေလို့သူကအင်္ဂလိပ်ကိုတော်လှန်နေသမီးကအင်္ဂလိပ်မယားအမျိုးမဆောင်တဲ့သူစားတဲ့အသုံးနှုံးနေနဲ့တက်တွင်းမှာသူ့ပုံရိပ်ကိုမကောင်းတဲ့ပုံစံနဲ့ပုံဖော်ထားပါတယ်သူ့အပေါ်ထားတဲ့ခန်းသားတွေလို့ထင်ခဲ့တဲ့ပုံရိပ်တွေဟာစစ်တပ်ဝင်းထဲမှာကြာကြာမခံပဲကြပြောက်သွားခဲ့ရတယ်ထင်ပါတယ် ကျွန်တော်အရာရှိငယ်ဘဝကိုဖျက်ဆီးနေစဉ်နာအဖကနာခဲ့အလွန်မှာ2008အခြေခံဥပဒေရေးဆွဲပြီးအတည်ပြုပါတယ်။အဲဒီနောက်2010မှာရွေးကောက်ပွဲလုပ်မယ်ဆိုပြီးကြေညာခဲ့ပါတယ်။အဲဒီအချိန်တွေတုန်းကကျွန်တော်အပါဝင်တက်မတော်သားများဟာအိန္ဒိယဒီမိုကရေစီနိုင်ငံတွေကစစ်သားတွေလိုရပိုင်ခွင့်အပြည့်ခံစား권အပြည့်နဲ့နေရတော့မယ်လို့ထင်ခဲ့ကြပူပါတယ်။ဒါပေမဲ့တကယ်တမ်းရွေးကောက်ပွဲပြီးသွားပေမဲ့ဥတိုင်းဆိုင်အစိုးရလက်ထက် တက်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမြောင်းလိုင်းလက်ထက်မှာတက်မတော်ဟာ professional စနစ်စစ်တပ်ကိုယ့်အလုပ်ကိုလုပ်တဲ့စစ်တပ်တစ်ခုဖြစ်မလာခဲ့ပါဘူး။တနည်းဆိုရရင်ဖွဲ့စည်းပုံအခြေခံဥပဒေအရအသာစီးယူထားတဲ့စစ်တပ်အနေနဲ့လောက်ငင်သားတွေကို professional မဆန်တဲ့အလုပ်တွေကိုမညာမတာခိုင်းခြင်းကရက်မသွားခဲ့ပါဘူး။တက်တီဆောက်ရေးဆိုတဲ့ခေါင်းစဉ်တက်ပြီးစီးရေးလိကျင်ငန်းတွေလုပ်ရမယ့်အစားကြက်မွေးဝက်မွေးလေးဆိုင်တဲ့အလုပ်တွေကနေရှေ့တက်မလာခဲ့ပါဘူး။ တက်တန်ရှင်းသားရလှပရေးအပြင်တက်ပြင်းစီယုတ်ရေးခေါင်းစဉ်နဲ့လူစီကားတဲ့နေရာတွေမှာရေစိုးမြောင်းဖို့အမိုက်ကျုံအလုပ်တွေအလုံးလုပ်ကြရပါတယ်။ဒီမိုကရေစီစနစ်အရာအယက်သားအစိုးရတက်လာရင် professional ဆန်နဲ့တက်အလုပ်တွေဖြစ်တဲ့စစ်တပ်ရန်နဲ့လေးစင်ရန်သာရှိတော်မယ်လို့စိတ်ကူးရင်သမျှအတော်ကိုလွှဲသွားခဲ့ရပါတယ်။အယက်သားအစိုးရတစ်ပိုင်းစစ်အစိုးရတစ်ပိုင်းလို့ဆိုရမလို့ဖြစ်ပါတယ်။ဦးတိုင်းစင်အစိုးရအဖွဲ့က uniform ချုပ်ဝင်ကြီးများလာကြောင်း မြင်သမျှဝင်ကြီးအဖခေါ်ရပါတော့တယ်2015ခုနှစ်ရွေးကောက်ပွဲနိုင်တဲ့အခါဒေါအောင်ဆန်းစုကြည်အပေါ်ဝါရမန်းကြောင့်အမြင်မကြည်လင်ပေမဲ့လည်းတက်အပေါ်ပြုပြင်ပြောင်းလဲလာနိုင်မလားလို့မရေတရေမျှော်လင့်ခဲ့မိပါတယ်2017ခုနှစ် NND အစိုးရမဖြစ်မီဦးသိန်းစေအစိုးရလက်ထက်မှာနေအခြေချုပ်ကလွတ်ပြီးမကြမီဒေါအောင်ဆန်းစုကြည်ဟာတမတော်အရာရှိများအမြင်ကျေစေရေးအတွက်ဥရောပမှာစစ်တပ်ဆိုင်ရာတင်နန်းများတက်ရောက်နိုင်ဖို့ကော်မရှင်နာမင်းကြီးကိုပြောပြခဲ့ပါတယ် နိုင်ငံတော်ကာကွယ်ရေးတပ်ကတော NDC တက်ရောက်ပြီးဖြစ်တဲ့အရာရှိကြီးတချို့ EU နိုင်ငံတွေတဲက State College တချို့ကိုပညာတော်တင်သွားရောက်ခွင့်ရခဲ့ကြပါတယ်။နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှာဘုံမကြီးတူဟာ UK နိုင်ငံကာကွယ်ရေး College မှာတနှစ်တက်ရောက်ခွင့်ရခဲ့ပါတယ်။တမတော်သတင်းပြန်ကြားရေးဩက္ကဋ္ဌဖြစ်ခဲ့မှုသူဗိုလ်ချုပ်စိုးနိုင်ဦးတော် UK တင်နန်တက်ရောက်ခွေလို့သိရှိရပါတယ်။လီတက်ကဘုံမကြီးထွန်းဝင် DSA 34တက်မဲ့နှစ်မှာ အာစာအရေးခင်ကိစ္စတွေကြောင့်တင်နံမတက်ခဲ့ရပဲပြန်လာခဲ့ရပါတယ်။စစ်အစိုးရလက်ထက်နဲ့ဥတိုင်းဆိုင်အစိုးရအဖွဲ့ဝင်စစ်ဗိုလ်ချုပ်ကြီးများစက်ခန့်ရေးပါတီထိပ်ပိုင်းခေါင်းဆောင်များဟာသူတို့ဘက်ကလူတွေကိုဒေါအောင်ဆန်းစုကြည်နဲ့နှိကက်သွားမယ့်အရေးကိုမလိုလားခဲ့ကြပါဘူး။အဲ့ဒီလိုနှိကက်သွားတဲ့သူကအင်အားပူကြီးပြီးသူတို့ထက်နှာတပြားတာသွားမှာကိုစိုးရိမ်လာကြောင်ဖြစ်မယ်ထင်ပါတယ်။ဒါကြောင့်လေနာအဖလက်ထက်စစ်တပ်မှာ တတိယအဆင်းမြင့်ဆုံးသူလို့ပြောလို့ရတဲ့ပြည်သူ့လွတ်တော်ဥက္ကဋ္ဌသူရဥရွှေမန်းကိုတောင်အလိုမပေးပဲနှိတ်ကုတ်ခဲကြတာကိုတွေ့ရပါတယ်။ဒေါက်ဆန်းစုကြည်နဲ့မောင်နှမတပ်ဖွဲ့နီးကပ်တဲ့ဆက်ဆံရေးတိဆောက်ထားတဲ့သူရဥရွှေမန်းပြည်သူ့လွတ်တော်ဥက္ကဋ္ဌဟာလေစံခံရေးပါတီရဲ့သကောင်ရံအာနာတိမ်ပွဲအပြီးဗဟုကော်မတီအကွဲအပြင်းနဲ့အတူပါတီအပြင်းကိုထုတ်ခံခဲ့ရတာကိုတွေ့ရပါတယ်။အလားတူပြည်ထရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်စွေနေဆက်ရေးအဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင်တို့ဟာလေ တက်ချုပ်ခံထားတဲ့ဝင်ကြီးများဖြစ်ပေမဲ့ဒေါ်ဆန်းစုကြည်နဲ့နီးကပ်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့ကြပါတယ်။ဘူဂျိုကြီးကျော်ဆွေဟာဒေါ်ဆန်းစုကြည်ရဲ့အင်းလေးခီးစဉ်ကပုံရိပ်တွေထွက်ပေါ်လာပြီးနောက်ပိုင်းမကြာမီမှာပဲအနာပေးခံလိုက်ရပါတယ်။ဒါ့အပြင် NND ပါတီလက်ထက်21ရာစုပင်လုံညီလာခံနဲ့ပတ်သက်ပြီးတော့လေစစ်တပ်ဘက်မှပူပေါင်းပါဝင်မှုအားနည်းခဲ့တာကိုတွေ့ရပါတယ်။စစ်တပ်ဟာ2015ခုနှစ်ကဥသိမ်းဆိုင်အစိုးရလုပ်ခဲ့တဲ့ တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးစာချုပ် NCA ကိုသာတရရသေးစုကင်ထားခဲ့ပါတယ်။ NND လက်ထက်ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာလည်းအရခတ်တတော် A နဲ့တောင်ပလောင်အမျိုးသားလူမျိုးရေးတပ်မတော် TNND လက်နက်ကင်တပ်ဖွဲ့များအပေါ်တပ်မတော်သဘောထားမကြီးနိုင်ခဲ့တာကို တွေ့ရပါတယ်။ဒေါက်ဆန်းစစ်ကြီးအနေနဲ့လူနည်းစုလူများစုမဟုတ် ARG ARD မရှိအယုတ်အလက်အမျက်မရွေးပေါဝင်စေခြင်းပဲလေ စစ်ကောင်းဆောင်အနေနဲ့အဖွဲ့ငယ်များဖြစ်တာကြောင့်ရွှတ်တော့ခဟန်တူပါတယ်။ဒေါက်ဆန်းစုကြည်နဲ့ NND အစိုးရအနေနဲ့အားလုံးပူးပေါင်းဆောင်ရွက်နိုင်တဲ့ငင်းချမ်းရေးကိုဖော်ဆောင်လိုပေမဲ့လေစစ်တပ်ရဲ့ကလန်တိုက်မှုတချို့ကြောင့်ထိရောက်အောင်မလုပ်ဆောင်နိုင်ခဲ့တာကိုတွေ့ရပါတယ်။အဲဒီလိုတစ်ချိန်ကအဖွဲ့ငယ်များဖြစ်တာကြောင့်ရွှတ်တော့ခဲ့တဲ့ AA နဲ့ပလောင်အဖွဲ့တို့ဟာအနာသိန်းကာလတွေနေမီအများအပြားကိုသိမ်းပိုက်နိုင်တဲ့အထိစစ်တပ်ကိုပြန်ပြီးတိုက်ခိုက်နိုင်ခဲ့ကြပါတယ်။ဒါဟာဒေါက်ဆန်းစုကြည်ရဲ့ အားလုံးပါဝင်ရမယ်ဆိုတဲ့ငင်းချိုင်းရေးဖော်ဆောင်မှုကိုကပြည့်ရပြည့်လုတ်ခဲ့ခြင်းရဲ့အကျိုးဆက်ဖြစ်တယ်လို့အာနာသိင်းချင်းကြောင့်ရတဲ့အကျိုးဆက်လို့ဆိုရမှာပါ။အနန္တီအစိုးရကလာအာစာလှုပ်ရှားမှုရှိတဲ့အချိန်ကို ပြန်ကြည့်မယ်ဆိုရင်အာစာကိုနှိမ်နှင်းမယ်ဆိုတဲ့စစ်စင်ရေးနဲ့ပတ်သက်ပြီးတက်ချုပ်အနေနဲ့အစိုးရကိုတစုံတရာအစီရင်ခံတင်ပြခဲ့ခြင်းမရှိတာကိုတွေ့ရပါတယ်။အဲ့ဒီစစ်ပွဲမှာတက်ချုပ်အနေနဲ့အမျိုးဘာသာသာသနာခေါင်းစဉ်တက်ပြီး ရခိုင်နဲ့တိုင်းရင်းသားအများစုရဲ့ထောက်ခံမှုရဖို့ကြံစည်ခဲ့ခြင်းဖြစ်မယ်ထင်ပါတယ်။ဒါပေမဲ့စစ်စီရဲ့ကာလအတွင်းကုကဲမှုအမားတွေတာဝန်ယူမှုတာဝန်ခံမှုအမားတွေကြောင့်စစ်ရာဇဝတ်မှုတွေကိုသာကဘာတိထုတ်ဖော်ခံလိုက်ရပါတယ်။အာဆာနဲ့ဖြစ်တဲ့စစ်ပွဲကာလအတွင်းကျူးလွန်ခဲ့တဲ့စစ်တပ်ရဲ့မှားယွင်းတဲ့လုပ်ရက်တွေကိုတော့ဒေါန်ဆန်းစုကြည်ဦးဆောင်ပြီး NND အစိုးရကအပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာဖြေရှင်းပေးခဲ့ရပါတယ်။ဒီလိုရကြောင့်ဒေါန်ဆန်းစုကြည်အနေနဲ့ သူ့အပေါ်အကောင်းမမြင်တဲ့စစ်တပ်အပေါ်စေတနာမပြတ်ခဲ့တာကိုတွေ့နိုင်ပါတယ်။ဒေါန်ဆန်းစုကြည်အနေနဲ့စစ်တပ်ကနေခေအဆက်ဆက်အခွင့်အရေးတစုံတရာတောင်းခံရယူခဲ့ဘူးခြင်းမရှိခဲ့ပေမဲ့ဥက္ကဋ္ဌရဲ့စစ်ထောက်လိုက်ရေးခေကောင်းစဉ်ကဦးအောင်ဆန်းဦးကိုပကံညာဦးရှိ ARD မြေကမ်းနာအနီမှာယခုခေတ်ပေါက်စေဒေါ်လာတန်းချီတန်းနဲ့မြေွက်ပေးခဲ့မှုပါတယ်။ဒေါန်ဆန်းစုကြည်ကတော့အခုအချင်းကြနေစဉ်ကာလမှာတော့သူ့သဘောတူညီချက်မပါပဲအမွေဆိုင်အိမ်ကို အကြိမ်ကြိမ်လေလံတင်ရောင်းချခြင်းခံရပါတယ်။ NLD အစိုးရအာဏာရှိစဉ်ကလည်းအစိုးရအဖွဲ့ရဲ့ခီးစဉ်တချို့မှာစစ်တုံးရဟရင်များကို မလွဲမရှောင်သာအသုံးပြုခဲ့ရာလေယမှုများကလေယမော်မတက်မီဒေါက်ဆန်းစုကြည်အားအယူသေးပေးအလေးပြုတာကိုတော့ကန့်တတ်ခံခဲ့ရပါတယ်။အလေးမပြုဖို့အခုအာဏာသိမ်းတချို့ကတားမြစ်ခဲ့တာပါ။ဒါအပြင်ဒေါက်ဆန်းစုကြည်ကိုအမေးလို့မခေါ်ဘူးနဲ့အလေးမပြုဖို့အတွက် လေချုပ်ကတစီညွှန်ကြားခဲ့တယ်လို့ တငယ်ချင်းလေးတက်အရာရှိတွေကပြောပြပူပါတယ်ဒီလိုတွေကြောင့်တက်ချုပ်ရဲ့ဒေါန်ဆန်းစုကြည်အပေါ်မနာလိုစိတ်တွေကို တွေ့ကြရပါတယ်ဒေါန်ဆန်းစုကြည်အနေနဲ့ကတော့သူ့အဖေတီထောင်ခဲ့တဲ့တက်မတော်နဲ့တက်မတော်သားတွေအပေါ်အပြစ်အဝယုံကြည်အောက်ကိုခဲ့တယ်လို့ထင်ပါတယ်သူ့အဆိုရမှာတက်မတော်သားဟောင်းအများစုကို နေရာပြီးခဲ့တာကိုတွေ့ရပါတယ်2016ခုနှစ်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရတက်လာပြီးတဲ့နောက်ဦးမင်းသူ DSA 20ကို နေပြည်တော်ကောင်စီဝင် တမတရုံဝင်ကြီးဌာနဒုဝင်ကြီးပြည်တော်စုအစိုးရအဖွဲ့ရုံးဝင်ကြီးစတဲ့တာဝန်တွေပေးအပ်ခဲ့တာကြောင့်စစ်သားအငိမ့်စားတယောက်ကိုအယက်သားအစိုးရအဖွဲ့မှနေရာပေးခြင်းကိုဝေဖန်ခဲ့ကြပါတယ်အတိုင်းမင်ငံယုံဒုဝင်ကြီးအဖြစ်ဥက္ကမောက်ကေ DSA ဆက်ခွန်အပါအဝင် အနီးနားကအငိမ့်စားတက်မတော်အရာရှိဟောင်းတွေကိုယုံယုံကြည်ကြည်တာဝန်ပေးအပ်ခဲ့တာကိုတွေ့ရပါတယ်စစ်ဘိုလ်ချုပ်ကြီးဟောင်းများနဲ့စစ်ကောင်းဆောင်ဖူချုံမှုကြီးမင်းအောင်လှိုင်တို့က မိမိတို့သာဟီဝစီအုပ်ချုပ်သူလူတန်းစားလို့တတမတ်ထဲတွေးထင်ထားတာကြောင့်ဒေါန်ဆန်းစုကြည်နဲ့ NND ပါတီတို့ကိုမယုံကြည်ကြတာလို့ယူဆပါရယ်ဒေါန်ဆန်းစုကြည်အနားရောက်သွားတဲ့ဘလို့စစ်ဖက်အရက်ဖက်ဗိုလ်ချုပ်ကြီးကိုမဆိုတိန်ကိုပပြောက်အောင်ကြံစီနေခြင်းဟာဘာကြောင့်မလဲတေချာလာကတော့တက်တွင်းဝါလာဖြန်ထားတယ်လို့အင်္ဂလိပ်မယာမျိုးမဆောင်သူဆိုတာမဟုတ်ပဲခေါင်းဆောင်ကောင်းတအူးနဲ့နိုင်ငံအပေါ်စေတနာအမှန်နဲ့အမျှော်အမြင်ရှိသူဆိုတာကို အားလုံးကရေးစားသိရှိသွားမှာကိုကြောက်ရွံ့ကြတဲ့ပုံပေါ်တယ်လို့ထင်မြင်မိပါတယ်။ဒါအပြင်ဆရာနာရှင်တွေဟာဒေါအောင်ဆန်းစုကြည်ရဲ့အနီးအနားကိုရောက်သွားသူတွေပါဝါပို့တိုးသွားမှာကိုမလိုလားကြသလိုဘိုးချုပ်ကြီးတွေတောင်ညုံညုံကြည်ကြည်နဲ့ဝိုင်းရံနေကြတာကြောင့်အရင်ဝါရဖြန့်တာတွေဟာမဟုတ်မှန်ကြောင်းတက်မိသားစုအတိုင်းအဝိုင်းကြအမြင်ပြောင်းမှာကိုစိုးရိမ်စိတ်ပုံများမယ်ထင်ပါတယ်။ဆရာနာရှင်ကဒေါအောင်ဆန်းစုကြည်ကိုကြောက်ရွံ့တာကြောင့်အချုပ်အနှောင်နဲ့ထားထားပါတယ်။ ဒါပေမဲ့ချုံနောက်မှုကိုအ धिक ကြံစီသူစစ်ကောင်းဆောင်အနေနဲ့ကတော့မြန်မာပြည်အနှံအပြားကိုတိုင်းကန်လှည့်လည်ရေးသွာလာဖို့နီနီတတသွားလို့ရတဲ့နေရာကွက်ကွက်လေးတွေမှာတော့လုံးကြံမှုချောင်းနေသူများကမနေကြပါဘူး။ယုံကြည်ထက်အောင်ယူသားပါဆိုတဲ့ဆိုယူစကားတခုအခါခါပြန်ကြားမိတဲ့ခဏကို့အပေါ်မယုံကြည်တဲ့စစ်တပ်ကိုယုံကြည်မှုတိဆောက်ပြခဲ့တဲ့ဒေါ်ဆန်းစုကြည်ကိုတန်တလွှဲဆိုမိပါတယ်။လူကိုယ်သာချုံနောက်လို့ရာကောင်းရပါမယ်လေ။ ဒေါအောင်ဆန်းစုကြည်ကိုလေးစားယုံကြည်တဲ့ပြည်သူများရဲ့စိတ်ဓာတ်ကိုတော့ချုံနောင်ထားလို့မရကောင်းပါဘူးလို့ညှိတာထားတာပဲဖြစ်ပါရဲ့ရှင်။